ာနာသိန်းစစ်တပ်ကအခုရက်ပိုင်းအတွင်းမြမပြည်အလေပိုင်းကမြို့နယ်တချို့မှာကန်းထောက်နေတဲ့စပိုင်ဘော်လုံးတွေစတင်တုံးဆွဲလာနေတယ်လို့တော်လေရဲတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ ်မြိုင်မြို့နယ်တွေကနေရာတချို့မှာအော်တိုဘားလာ20တရက်နေ့ကစတင်ပြီးစစ်တပ်ကလွတ်တင်လိုက်တဲ့အဲ့ဒီကင်းထောက်မိုးပြဘလုံးတွေကိုမြင်တွေ့နေရတယ်လို့မြိုင်မြို့နယ်အနောက်မြောက်ပိုင်းမှာရှိတဲ့တော်လရဲ့တပ်ဖွဲ့ဝင်တယောက်ကပြောပါတယ်အဲ့ဒီကင်းထောက်စပိုင်ဘလုံးတွေကကင်းထောက် drone တွေလိုပဲမြင်ပြင်လှူရှားမှုတွေကိုထောက်လန်းတာဖြစ်ပြီးမုံရောနာမခထေကနဲ့ကင်းထောက် drone တွေအစားစပိုင်ဘလုံးတွေကိုစက်သက်အသုံးပြုနေရလို့ဘုဒ္ဓလင်မြို့နယ်ပကပါတာဝန်ခံကိုကြွက်ကလေးကဒီဘူဘီကိုပြောပါရယ် အဲ့ဒီကင်ထောက်ဘောလုံးကအမြင်ကြီးမပြန်နိုင်ပေမဲ့ကင်ထောက် drone တွေထက်တော့အချိန်ကြာကြာပြန်သေးနိုင်တယ်လို့သိရှိထားပြီးလက်နက်ငယ်တွေနဲ့ပစ်ချရင်မိနိုင်တဲ့အနေအထားမှာရှိတယ်လို့ဆိုပါတယ်။ကင်ထောက်မိုးပြန်ဘောလုံးကို စကိုင်းတိုင်းထဲကမိုးရော်မျိုးနဲ့ဘူတလင်းမျိုးနဲ့အရာတော်မျိုးနဲ့ခြောက်ဦးမျိုးနဲ့ပလင်းမျိုးနဲ့ဆလင်းကြီးမျိုးတွေအပြင်မကွေးတိုင်းထဲကနေရာတချို့မှာလည်းပြန်သေးနေတာကို တွေ့ရတယ်လို့တော်လင်းအင်အားစုတွေကတဆင့်သိရပါရဲ့ရှင်။